မြန်မာနိုင်ငံတော်ကငလင်းဘေးဒဏ်ကြောင့်အသက် OA ပြည်စီခရမိုးတို့တွေတင်းနေတဲ့အချိန်မှာဝန်ထမ်းချင်းအထိမ်းအအနေနဲ့ OA ဆွဲကတမီနီကြာညိတဲ့ခဲကြပါတယ်။ဧပြီလ10ရက်ဒီကနေ့မော်ဒယ်7951အမီနီချိန်မှာဒဝဲကော်တောင်းနေမိခရိုင်တွေကဒေတာကန်ပြည်တွေပရိုက်တာဖွဲ့တွေနဲ့ဌာနဆိုင်ရာခွင့်တန်းတွေကပူးပေါင်းပါဝင်ခဲ့ကြတာပါ။ဝန်ထမ်းချင်းအထိမ်းအချိန်မှာနိုင်ငံတော်အလံတော်ဒဝဲလွင့်သူက ခီးတော်ရှင်တွေကလည်းစံတန်ကာတမင်းနေညီတဲ့ပေးခဲ့ကြပါတယ်မြန်မာနိုင်ငံမှာမလ28နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားခွနိဒသမခွနိရတာစကေရှိတဲ့ပြင်းထန်ကလေးကြောင့်တိုင်းနေပြည်နယ်လေးကိုမှာဧပြီလ10ရက်ဒီကနေ့ထိဒေသသူရဟန်းရှင်တို့2400နီးပါးနဲ့တန်ရာရသူ4000နီးပါးသာသမိကအဆောက်အအုံနဲ့အိုအိမ်များစွာ ပြည့်စည်ခဲ့ရတယ်လို့မြို့သားညီညွတ်ရေးဆိုရာ MG ရဲ့အချက်လက်တွေကသိရပါတယ် စစ်ကောင်စီကလည်းငလင်းတန်းချောင်းနိုင်ငံတော်ထိခိုက်ခံစားခဲ့ရတာတွေကိုမလ31ရက်နေ့ကစပြီးဧပြီလ6ရက်နေ့ထိဝိုင်းရံကြောင့်အထိမန်နေ9ရက်တမတ်အကျညာခဲ့ပါတယ်အဲ့ဒီနေမှာနိုင်ငံတော်အလံတော်ကိုနိုင်ငံတော်မှာတဝက်သားလွှင့်တူထားမှာပါ